ဂျူဗာနူရာဟာရာရီရဲ့21 lessons for the 21st century ကိုဆရာတီဟဝင်းအောင်ကဘာသာပြန်ထားပြီးဆရာထက်မင်းလွင်ကတည်ဖြတ်ထားတဲ့27ရာစုအတွက် သင်ခန်းစာ20ခုဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာတို့နဲ့တကွာသက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်အပိုင်း30ဇီဝကိုလိုသလိုပြုပြင်နိုင်သည့်ဖြစ်စဉ် ဘိုင်ယိုအင်ဂျင်နီယာရင်းနဲ့ညံတု AI ထွန်းကားလာမှုဖြစ်စဉ်နှစ်ခုအတူတကွဖြစ်မှုကြောင့်လူသားမျိုးနွယ်စုမှာနေငယ်သောစူပါလူသားလူတန်းစားနဲ့အသုံးမဝင်သောအောက်တန်းစား Homo sapiens လူများစုကြီးဖြစ်နှမျိုးကွဲသွားသည့်အဖြစ်မျိုးရောက်ကောင်းရောက်လာနိုင်သည်ဘူးလင်းရာဖယုံဆင့်ဆိုသလိုနှစ်ခုကမှစိုးလာပါပြီဆိုသည့်အဖြစ်ကိုပိုဆိုးနိုင်စေသည်မှာ လူများစုကြီးဖို့စီးပွားရေးအရေးပါမှုနဲ့နိုင်ငံ၏အာဏာဆုံးရှုံးသွားသောအခါ နိုင်ငံတော် state အနေဖြင့်လည်းသူတို့အတွက်ပညာရေးကျန်းမာရေးလူမှုရေးဖူလုံမှုများအတွင်ရင်းနှီးမြှုပ်နှံရန်မျက်လုံးအချို့အဝက်ပြောက်ကောင်းပြောက်သွားနိုင်ခြင်းပင်ဖြစ်သည်အသောမဝင်ပဲပိုနေသည့်ဖြစ်သောလူများရောက်နေခြင်းမှာအလွန်အန္တရာယ်ကြီးလေသည်ထို့ကလူများစုဤကံကြမ္မာမှာ elite လူရန်စာလက်တဆုပ်စာတွင်စိတ်ကောင်းရှိမရှိအပေါ်မှီတရားတော်မူဖြစ်သည်ဆယ်စုနှစ်အနည်းငယ်တွင်တွင်တော့ထိုစိတ်ကောင်းရှိကောင်းရှိနေနိုင်ပါသည်သို့သော် ရာသီဥတုဖောက်လွဲဖောက်ပြန်ဖြစ်မှုမျိုးလိုအချက်အတဲကြုံလာသည့်အချိန်မျိုးတွင်တော့အသောမဝင်ပိုရှန်နေသည့်လူများကိုမျက်နှာလဲခဲပြစ်ပြစ်လိုက်တော်မူဖြစ်မျိုးလောက်ရင်အင်မတန်လွယ်ကူပြီးအင်မတန်လှုပ်ချင်စရာကောင်းသည့်ဖြစ်မျိုးဖြစ်လာနိုင်ပါသည်ပြင်သစ်တို့နယူးဇီလန်တို့လို liberal ယုံကြည်မှုထုံတန်းရှေးလျားစွာရှိပြီးလူမှုဖူလုံရေးနည်းလမ်းများရှိသည့်နိုင်ငံများ welfare state တွင်မူလူများကို အသုံးမလိုတော့သည့်တိုင်း elite များက ဆက်လက်တာဝန်ယူဆောင်ရှောက်ကောင်ဆောင်ရှောက်ပါလိမ့်မည်တို့ရစီအရင်ရှင်ဘူဆန်သည့်အမေရိကန်လူနိုင်ငံမျိုးတွင်တော့အီလစ်များမှာအခွင့်အရေးရသည့်နှင့်တပြိုင်တည်းကျန်ကောင်းကျန်ရာကျန်နေသည့်အမေရိကန်လူမှုဖူလုံရေးအစီအစဉ်များကိုတစစီဖြတ်ပြစ်ကောင်းဖြတ်ပြစ်ကြပေးလိမ့်မည်။ကြီးမားသည့်ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်သောအိန္ဒိယ၊တရုတ်၊တောင်အာဖရိကနှင့်ဘရာဇီးတို့လိုနိုင်ငံများတွင်ပိုကြီးသည့်ပြဿနာရှိလာနိုင်ပါသည်။တိုနီယာများတွင်တာမန်ပြည်သူများ၏စီးပွားရေးတန်ဖိုးဆုံးရှုံးသွားသည်နှင့် ဒန်းတူညီများမှုမရှိမှုမှာမိုးထိုးသွားနိုင်သည်အကျိုးဆက်မှာ globalization ကြောင့်ကမ္ဘာလုံးဆိုင်ရာ ပေါင်းစည်းမှုဖြစ်လာရမည်အစားလူသားမျိုးတွေမှာဇီဝဇက်အနေဖြင့်ကွဲသွားခြင်းဒိုဒီမဟုတ်လုံးလုံးကိုမတူညီသည့်မျိုးစိတ်များအဖြစ်ကွဲပြားသွားခြင်းဆိုသည့်မျိုးစိတ်ကွဲသွားခြင်းဖြစ်ကောင်းဖြစ်လာနိုင်သည် globalization ကကမ္ဘာတွင်အနေမိတ်များပျောက်သွားစေပြီးအလျားလိုက်ဘေးဒဏ်ပေါင်းစည်းမှုဖြစ်စေနိုင်တော်လဲတစ်ချိန်တည်းမှာပင် လူသားမျိုးနွယ်ကိုဒေါင်းလိုက်ထက်အောင်꿰ပြသွားမှုမျိုးဖြစ်ကောင်းဖြစ်လာစေနိုင်သည်အမေရိကန်နှင့်ရုရှားတို့ကဲ့သို့သောမတူညီသောနိုင်ငံများမှအုပ်ချုပ်သည့်ရေဝစီလူဒန်းစားများအချင်းချင်းပေါင်းစည်းသွားကောင်းသွားနိုင်ပြီးတမန်လူဒန်းစား CPNs လူများစုကိုအတူတကွဖိနှိပ်ကြတော့သည်ဆိုတာမျိုးဖြစ်လာနိုင်သည်အီရှုတော်မှကြည်ပါက လက်ရှိလူများစုကအီလစ်များကိုမချေနှက်သည့်အဖြစ်မှအခြေအမြစ်ရှိသည်ဟုပြောလိုရသည်ကျွန်တို့အနေဖြင့်တတိထားဆောင်ရွက်ခြင်းမရှိပါကဆီလီကွန်တောင်ကြားမှထိုက်ခိုးကြီးများနှင့်မော်စကိုကဘီလီယံနာကြီးများ၏မြေးမြစ်များမှအပလကီယာတောင်ကြားနှင့်ဆိုင်ဗေးရီယန်ရွာသားများ၏မြေပြင်များထက်ပိုသာသည့်မျိုးစိမ်များအဖြစ်ရောက်ကောင်းရောက်လာနိုင်ပါသည်။ရေရှည်တွင်မူထိုကဲ့သို့သောအခြေအနေကကမ္ဘာ globalization ဖြစ်စဉ်ကိုနောက်ကျောင်းပြန်စီတော့မည်ဖြစ်သည်။ ဇက်မြင့်ထက်တန်းစားများကသူတို့ကိုသူတို့ယဉ်ကျေးသောလူဖွဲ့စည်းဖြင့်ကြွေးကြော်ပြီးပြင်ပရှိလူရိုင်းအုပ်များနှင့်ခြားထားသောတရားများကျုံးမြူယိုများအတွင်တွင်စုယုံနေထိုင်သည့်အဖြစ်မျိုးဖြစ်ကောင်းဖြစ်လာနိုင်သည်20ရာစုတွင်စံမှုယဉ်ကျေးမှုမှာလူရိုင်းများ၏ဈေးတက်သာသောလောက်အားကုန်ကျဲပစ္စည်းများနှင့်ဈေးကွက်ကိုမိခိုးခဲ့ရ၏တို့ဖြစ်ရာယင်းလူရိုင်းများကိုအောင်းလိုက်ပြီးဆွဲသွင်းခဲ့ရသည်သို့သောညံတု AI ဇီဝအင်ဂျင်နီယာတန်နေနာနိုနီးပညာတို့ကိုမိခိုးနိုင်သော စက်မှုခေလွန်ရင်ကျင်းမှုမှမူ20ရာစုထက်ပို၍ပြင်ပလူရိုင်းအုပ်စုများကိုမိခိုစရာမလိုပဲမိမိဖာသာရက်တီနိုင်ထိန်းထားနိုင်သည့်အဖြစ်မျိုးဖြစ်ကောင်းဖြစ်နိုင်သည်လူဒန်းစားတစ်ခုလုံးသာမကနိုင်ငံများကမ္ဘာတိုက်ကြီးများပါဂယူးဆိုင်စရာမလိုတော့သည့်အခြေအနေမျိုးရောက်ကောင်းရောက်လာနိုင်သည်ထို့ကားကမ္ဘာကြီးမှာနေနေရာကွဲသွားသည့်အဖြစ်မျိုးရောက်ကောင်းရောက်လာတော့မည်ဖြစ်သည် ဆက်ရုပ်တစ်ပိုင်းလူတစ်ပိုင်းစိုက်ပေါ်များကဒူးနှင့်ဒူးလော့ဂျစ်ပုံများဖြင့်တိုက်ခိုက်နေသည့်ကိုကိုကိုယင်ကျေးသည့်လူဖွဲ့စည်းနေရာဟုသတ်မှတ်ထားသောနေရာများနှင့်အရိုင်းဆိုင်ဒေါ်သားများကဒုတ်သားများ AK47 များဖြင့်ဒူးနှင့်ဒူးတပ်ဖြတ်နေသည့်နေရာများဟု၍ကွဲပြားသွားတော်မူဖြစ်သည်ထိုနေရာတစ်ခုကိုဒရုန်းများဆက်ရုပ်များဖြင့်ကာရန်ထားသောခံတပ်များဖြင့်ချထားတော်မူဖြစ်သည် အီစာအုပ်တစ်လျှောက်တွင်ကျွန်တော်တို့အနေနဲ့လူသားမျိုးနွယ်ဤနာဂတ်ကိုပြောရရင် ပြောသူများကိန်းနန်စာကျွန်ုပ်တို့ဟူသောကအများအပြားဆွေးနွေးတင်ပြခဲ့ပါသည်ကျွန်တော်ရေးသားဖော်ပြရရင်ကျွန်ုပ်တို့ဤပြဿနာများအတွက်ကျွန်ုပ်တို့ဘာလုပ်သင့်သည်ဆိုတာမျိုးရေးသားခဲ့ပါသည်သို့တော့ ထို့ကျွန်ုပ်တို့ဆိုဒီမှာမှန်ခြင်းမှမှန်ပြီးတော့မြည်ကျွန်ုပ်တို့ဤကြီးမားဆုံးပြဿနာတစ်ခုမှာမတူညီသောလူသားအုပ်စုများတွင် လုံးလုံးခြားနာနေသည့်အနာခံများရှိနေသည့်မျိုးဖြစ်ကောင်းဖြစ်နိုင်ပါသည်။ကပ္ပီချုပ်စိတ်ပိုင်းများတွင်စာဖတ်သူနေဖြင့်မိမိကလေးများကိုကွန်ပျူတာကော့ဘလိုရေးရသည်ဟုတင်ပေးဖို့ကောင်းနိုင်တော်လဲ။အခြားနေရာများတွင်နေထိုင်သူဖြစ်ပါကစာဖတ်သူနေဖြင့်ကလေးများကိုတနတ်ဘလိုမြမြဆွဲထုတ်ပြီးမှန်အောင်ပြရသည်ကိုတင်ပေးဖို့လိုသည့်မျိုးဖြစ်ကောင်းဖြစ်လာနိုင်ပါသည်။ ကျွန်တော်တို့နေပြင်လက်တစုပ်စာအီလစ်လူတစုထံတွင်တနာဥစာစုစည်းနေသည့်အဖြစ်ကိုဟန်တားလိုသည်ဆိုပါကလောက်ရမည်အလုံးမှာ data ပိုင်ဆိုင်မှုကိုထိန်းကျောင်းရန်ဖြစ်သည်ရှေးခေတ်ကာကမြေပိုင်ဆိုင်မှုမှာကမ္ဘာတွင်အကြီးဆုံးပိုင်ဆိုင်မှုဖြစ်ပြီးနိုင်ငံရေးမှာထုံမြေကိုထိန်းချုပ်ရန်ရုံးကန်လှုပ်ရှားရမှုဖြစ်သည် မိယာပိုင်ဆိုင်မှုအများပြားမှာလူလက်တဆုပ်ထံတွင်ရောက်သွားသောအခါတွင်မူလူဖွဲ့စည်းမှမင်းမျိုးစုမျိုးများနှင့်တမန်စင်ရသားပြည်သူများဖြစ်သူကွဲပြားသွားသည်မြန်မာခေတ်သို့ရောက်လာသောအခါဆက်များနှင့်ဆက်ယုံများမှာမြေထက်ပူ၍အေးပါလာပြီးနိုင်ငံ၏လှုပ်ရှားမှုများမှာယင်းအရေးကြီးသည့်ဂုံထုတ်ဆွမ်းအားစုများကိုထိ ंछ ုံနိုင်ပေါ်အာယုံဆိုင်လာရသည် ဆက်အများစုမှာလက်တဆုပ်စာအ ਨੇ စုလက်ထဲတွင်ရှိသောအခါလူ့အဖွဲ့အစည်းမှာအရင်းရှင် capitalist နှင့်ပစ္စည်းမဲ့လူတန်းစား proletarian အဖြစ်သို့ကွဲပြားသွားသည်၂၁ရာစုတွင်မူဒေတာများမှာ ၊နေရာပိုင်ဆိုင်မှုရောဆက်ပစ္စည်းများပိုင်ဆိုင်မှုကိုပါကြော်လွန်လှမ်းမှုသွားပြီးအရေးကြီးသောပိုင်ဆိုင်မှုပစ္စည်းဖြစ်လာမည်ဖြစ်သည်။နိုင်ငံရေးမှလည်းဒေတာစည်းစင်းမှုကိုချုပ်ထင်ရန်ရုံးကန်လှုပ်ရှားမှုဖြစ်လာမည်ဖြစ်သည်။ဒေတာကိုလက်တစုပ်စာလူတစုကချုပ်ကန်ထားသည်ဖြစ်သို့ရောက်လင်လူသားမျိုးနွယ်မှမတူညီသောမျိုးစိတ်များဖြစ်သို့ကွဲပြားသွားမည်ဖြစ်သည်။ဒေတာရရှိရန်ပြိုင်ဆိုင်ဆောင်ရွက်မှုများရှိနေပြီဖြစ်သည်။ရေးပြန်ဝဲကိုဥဆောင်သူများမှဒေတာထိပ်သည့်ကုမ္ပဏီကြီးများဖြစ်သည့် Google, Facebook ဘိုင်ဒူနဲ့ထန်းချန်တို့ဖြစ်သည်လက်ရှိအချိန်အထိကတော့ယင်းထိပ်သီးကုမ္ပဏီကြီးများမှစိတ်ဝင်စားမှုကိုရောင်းချသောကုန်သင်ကြီးများ attention merchant အဖြစ်ဆောင်ရွက်သည့်စီးပွားရေး modern နဲ့ဆောင်ရွက်နေခြင်းဖြစ်သည်ကျွန်တော်တို့ကိုခမဲ့တဲ့ရင်အချက်လက်များဝန်ဆောင်မှုများဖျော်ဖြေများပေးထားပြီးကျွန်တော်တို့၏စိတ်ပါဝင်စားမှုကိုရယူသည်ထို့နောက်ကျွန်တော်တို့၏စိတ်ဝင်စားမှုကိုကြော်ညာမိပုံကူများထံပြန်လည်ရောင်းချခြင်းဖြစ်သည် သို့သောဤ data ထိပ်သည့် community များမှာရှေ့ရခင်စိတ်ဝင်စားမှုကုန်သည်များအထက်များစွာရည်မှန်းချက်ကြီးမားဖို့အလားအလာများပါသည်သူတို့ဤတကက်စီဝါရေးမှာကြော်ညာများရောင်းချရန်ကိစ္စလုံးလုံးကိုမဟုတ်ပေအမှန်စင်စစ်အားဖြင့်ကျွန်ုပ်တို့ဤစိတ်ပါဝင်စားမှုကိုရရှိခြင်းဖြင့်ကျွန်ုပ်တို့နှင့်ပတ်သက်သောအချက်အလက် data အမြောက်များကိုရရှိသည်ရင်းမှာကြော်ညာမှရရှိမည်မိသည့်ဘဏ္ဍာအမြတ်ထက်မဆိုတာ၍ဖိုးတန်သောအရာများဖြစ်သည်ကျွန်တို့တို့မှာသူတို့ဤဖောက်တဲ့ customer များမဟုတ်ပေကျွန်တို့တို့မှာသူတို့ဤချောင်းကုန်ဖြစ်သည် ရေလက်ကာလတွင်မူဤကဲ့သို့သောဒေတာကိုစုစည်းထားနိုင်မှုမှာ လုံးလုံးကိုမတူညီသောစီးပွားရေးမော်ဒယ်အသင့်ပေါ်ပေါက်လာစေရန်လမ်းပွင့်စင်မည်ဖြစ်ပြီးပထမဆုံးထိခိုက်မိသူများမှာကြော်ညာခံရကိုယ်တိုင်ပဲဖြစ်သည်။ဤမော်ဒယ်အသစ်တွင်ပစ္စည်းများရွေးချယ်ခြင်းဝယ်ယူခြင်းအပါအဝင်လူသားများထံမှအခွင့်အာဏာကိုအေဂိုရီသမ်များလက်ထဲသို့လွှဲပြောင်းရောက်ရှိသွားစေမည်ဖြစ်အေဂိုရီသမ်များကကျွန်ုပ်တို့ကိုယ်စားရွေးချယ်လာနိုင်ဝယ်ယူလာနိုင်သည့်အဖြစ်သို့ရောက်ရှိလာပါကရှိရင်စွဲကြော်ညာလုပ်ငန်းများရပ်ဆိုင်သွားမည်ဖြစ်သည်။ Google ကိုပဲစဉ်းစားကြည့်ပါ Google ကရောက်ချင်တဲ့အချိန်မှာကျွန်တို့က Google ကိုပဲကိစ္စမဆိုမိနိုင်ပြီသူကကမ္ဘာပေါ်တွင်အကောင်းဆုံးအဖြေကိုပေးနိုင်တဲ့အခြေအနေတို့ရောက်ချင်ခြင်းဖြစ်သည်ကျွန်တို့က Google ရေးမင်္ဂလာပါနော်ကအကြောင်းမင်းသီးသမားနဲ့ကိုအကြောင်းမင်းသီးသမားတို့ကိုကိုအကြောင်းဆိုတာကလေကိုအချင်းတွေလည်းပါတယ်ကိုရဲ့လုံရင်တွေကိုလည်းမင်းသိတယ်ကိုကဘာကြီးပုံရွေးလာမှုပေါ့ကိုဘလို့သဘောထားတယ်ဆိုတာလည်းမင်းသိတယ်ကိုအရှိအလဲပိုင်းနိုင်ငံရေးအကြောင်းဘလို့ထင်တယ်လဲဆိုတာတောင်ပါသေးတယ်ပြီးတော့ ောင်းပြီးဖြေရမယ်ဆိုရင်တော့ကိုဘာကားကိုဝယ်ရမလဲဆိုတာမျိုးမေးလို့ရလာပြီဆိုပါစို့ Google ကဒါမျိုးမေးခွန်းကိုဖြေပေးကောင်းပေးလာနိုင်ပြီဆိုပါကကျွန်ုပ်တို့နေပြင် Google ဤညံစွမ်းပေါ်ကိုယုံကြည်လို့ရသည့်အတွေ့အကြုံများရလာမည်ဖြစ်ပြီးယုံကြည်လာမည်ဖြစ်သည့်ထို့အခါအလွယ်တကူပြောင်းလဲလွှမ်းမိုးခံရနိုင်သည့်ကိုပိုင်ခံစားချက်များကိုယုံကြည်တော့မည်မဟုတ်ပါဤသို့သောအခြေအနေတွင်ကားကြော်ညာများမှအဘယ်မှာအသုံးကြပါတော့အံ့ ရေရှည်ရင် data အလုံးလောက်ရရှိအောင်စုဆောင်ခြင်းစုဆောင်ရရှိခြင်းတွက်ချက်နိုင်စွမ်းအလုံးလောက်ရှိခြင်းတို့ကိုအတူတူရရှိလာသော data ထိပ်သီးကုမ္ပဏီကြီးများမှအသက်ဇီဝရေးနဲ့နယ်စုံလျှို့ဝှက်ချက်များကိုပင်ဖောက်တွင်သိမြင်လာနိုင်ပြီးရင်းမှရရှိသောအသိဉာဏ်များကိုသုံး၍ကျွန်တို့တို့ကိုစာရွေးချယ်မှုများပြုလုပ်ခြင်းကျွန်တို့တို့ကိုမတော်ဩဇာလွှမ်းမိုးခြင်းများလောက်လာနိုင်ုံသာမက organic အသက်ဇီဝကိုပြုပြင်ဖန်တီးခြင်းနဲ့ inorganic အသက်ဇီဝပုံစံများ inorganic life form များဖန်တီးခြင်းများဆောင်ရွက်လာနိုင်ဖြစ်သည်။ကြော်ညာများရောင်းချခြင်းကိုရေဒိုကာလတွင်ကုမ္ပဏီကြီးများယက်တီနိုင်ရန်လိုအပ်ကောင်းလိုအပ်နိုင်တော်လဲကုမ္ပဏီကြီးများအနေဖြင့် application များထုတ်ကုန်များကုမ္ပဏီများကိုစမ်းစစ်ရာတွင်ရင်းတို့စုဆောင်ရရှိနိုင်သည့် data အရသာစမ်းစစ်ခြင်းဖြစ်ပြီးပတ်စံဘယ်လောက်ရနိုင်တယ်လဲပုံမူတည်စမ်းစစ်ခြင်းမဟုတ်ပေ လူကြိုက်များသော application တစ်ခုမှာစီးပွားရေးအမြတ်ထွက်ခြင်းမှထွက်မည်ဖြစ်ပြီးရေဒိုတွင်ပင်ပတ်စံပင် ဆုံးရှုံးကောင်းဆုံးရှုံးနာမည်ဖြစ်သည်သို့သောယင်းအနေဖြင့် data ကိုစုတ်စုတ်ကန်ကန်စုဆောင်းနိုင်သည်ဆိုပါကဘီလီယံချီတန်ကြီးရှိနေနိုင်လေသည် ထို data ပေါ်တွင်ယနေ့ဘယ်လိုပတ်စံရှာရမလဲမသိလင်တောင်မှထို data ကို စုဆောင်းထားသင့်သည်သာဖြစ်သည် အဘဲကြောင့်ဆိုသောရင်းကနာခတ်တွင်ဘဝကိုထိမ့်ချုပ်ရန်နှင့်ပုံဖော်ရန်တော့ချက်ဖြစ်ကောင်းဖြစ်နေနိုင်သောကြောင့်ဖြစ်သည်ကျွန်တို့နေပြင်ရင်းဒေတာကုမ္ပဏီကြီးများထိုအတိုင်းအတိအကျစဉ်းစားပြီးမစဉ်းစားဘူးအတက်မပြောနိုင်ပါသို့သော၎င်းတို့ဆောင်ရွက်နေပုံကိုကြည့်ပါကသူတို့နေပြင်ပတ်စံတဲ့ဒေတာစုဆောင်ခြင်းကိုပိုတံပိုးထားကြောင်းကိုတွေ့နိုင်လေသည်တမန်လူသားများနေပြင် ယင်းဖြစ်စဉ်ကိုစန့်ကျင်ရန်အလွန်ခက်ခဲမည်ဖြစ်သည့်လက်ရှိတွင်လူများအနေဖြင့်အီးမေးလ်လကား300ရန်နှင့်ရည်စရာကြောင့်ဗီဒီယိုလေးများကြည့်နိုင်ရန်အတွက်သူတို့၏တန်ဖိုးအရှိဆုံးပစ္စည်းဖြစ်သည့်ပုံကိုယ်၏အချက်အလက်ဒေတာကိုကြည်ကျင်းနေနေပင်ပေးပြနေကြသည်။ ဂျင်းမာအာဖရိကနဲ့မြောက်အမေရိကထားနေတိုင်းဒါမျိုးနွယ်စုများကအယောင်ဆုံးပရိကုံများနဲ့အပေါ်စားလက်ဝဲတစားများရရန်ဥရောပသားနေချက်သမားများထံနိုင်ငံလုံးကြီးရောင်းစာပြည်သည့်အဖြစ်မျိုးနှင့်ပင်ဆင်ပါသေးသည်။နောက်ပိုင်းတွင်လူများကဒေတာစီးဆင်းမှုကိုဟန့်တားရန်ကြိုးစားပါကသူတို့အနေဖြင့်တွဲသွတားစီရန်တစားတစားပိုခက်လာသည့်အဖြစ်မျိုးတွေ့ကောင်းတွေ့ရနိုင်ပါသည်။အထူးသဖြင့်လူများမှာသူတို့၏ဆုံးဖြတ်ချက်များချမှတ်ရန် ဘုံရဲချိတ်ဆက်မှု network ပေါ်မိခိုလာရသည့်အတွက်ဖြစ်ပြီးရင်းသူမိခိုရသည့်ထဲတွင်သူတို့၏ကျန်းမာရေးစောင့်ရှောက်မှုနှင့်ခါရရှင်သန်မှုပင်ပါဝင်လာနိုင်သည့်အတွက်ဖြစ်သည်လူသားများနှင့်ဆက်များမှာလုံးလုံးကိုပေါင်းစည်းသွားသည့်အဖြစ်မျိုးနှင့်ကြုံကောင်းကြုံရနိုင်သည့်ဆိုလိုသည်မှာလူသားများနေဖြင့်ကိုယ့်ရဲ့များကိုဖြုတ်လိုက်ပါကမရှင်သန်နိုင်တော့သည့်အဖြစ်မျိုးထိပင် ကြုံကောင်းကြုံရနိုင်သည်လူသားများအနေဖြင့်မပွေးခင်အမေပိုင်တဲ့ရှိစဉ်ကလေးကပင်ကိုရန်နှင့်ချိတ်ဆက်ထားရနိုင်ပြီးနောင်ကြီးလာသည့်အခါကိုရန်မှမချိတ်ဆက်တော်ရန်ဆုံးဖြတ်ပါကအာမခင်အေဂျင်စီများကအာမခံပေးရန်ညှင်းဆန်သည့်အဖြစ်မျိုးအလုပ်ရှင်များကအလုပ်ခန့်ရန်ညှင်းဆန်သည့်အဖြစ်မျိုးကျန်းမာရေးဝန်ဆောင်မှုများကကျန်းမာရေးစောင့်ရှောက်မှုပေးရန်ညှင်းဆန်သည့်အဖြစ်မျိုးနှင့်ကြုံရနိုင်သည်ကျမ်းမာရေးနှင့်ကိုရေးချက်လက်လုံးချုံမှုအကြီးအကျယ်ရေးချေရသည့်တိုက်ပွဲမျိုးတွင်ကျမ်းမာရေးဆောင်ရှောက်မှုကအလွယ်လေးနှင့်အသာလေး မနိုင်ရမည်ဖြစ်သည်။စာဘတ်တို့၏ခန္ဓာကိုယ်နှင့်အုံနောက်မှ smart ဖြစ်လာသည့်ဆက်များစီသို့ဇီဝအာရုံခံကိရိယာများမှတစဉ်ဒေတာများပို၍ပို၍ စီစဉ်သွားသည်နှင့်မြခေါ်ပိုရေးရှင်းများနှင့်အစိုးရထံသားများမှစာဖတ်သူကိုနားလည်လားဩဇာလွှမ်းမိုးလားစာဖတ်သူကိုစာဆုံးဖြတ်ချက်များချမှတ်ရန်လွယ်ကူလာမည်ဖြစ်သည်ထို့ထက်ပို၍ပင်ရေးကြည့်သည်မှာသူတို့နေဖြင့်ခန္ဓာကိုယ်များနှင့်အုံနောက်များ၏နက်နဲသောဖြစ်စဉ်များကိုဖော်ထုတ်သိမြင်လာနိုင်မည်ဖြစ်သည်ထို့ကအသက်ဇီဝကိုပြုပြင်ဖန်တီးနိုင်စွမ်းလာရမည်ဖြစ်သည်ကျွန်ုပ်တို့နေဖြင့်လက်တဆုပ်စာအေးလေးတစုကထိုကဲ့သို့သောဘုရားသခင်ဤပါဆွမ်းများကိုလက်ဝတ်ကြီးအုပ်ရရှိသွားမည်ဖြစ်မျိုးမှတားဆီးလိုသည်ဆိုပါကလူသားမျိုး ွယ်စုကိုဇီဝဇက်အနိုင်အပြင်းများဖြစ်ကွဲပြားသွားသည့်အဖြစ်မျိုးကို တားဆီးလိုသည်ဆိုပါကမိရမည်မိခွန်းမှာဒေတာကိုဘယ်သူပိုင်တယ်နည်းဆိုသည့်မိခွန်းမင်ဖြစ်သည်ကျွန်တော်ဤ DNA ကြောင့်ကျွန်တော်အုံနောက်ကြောင့်နဲ့ကျွန်တော်အသက်အကြောင်းအချက်အလက် data ကိုကျွန်တော်ပိုင်ပါသလားဒိုဒီမဟုတ်အစိုးရတရက် corporation တစ်ခုဒိုဒီမဟုတ်လူသားမျိုးနွယ်ကြီးတစ်ခုလုံးကပိုင်ပါသလား စိုးရများကို data အားပြည်သူပိုင်းသိမ်းရန်ခွင့်ပြုလိုက်ပါက corporation များ၏ဩဇာအာဏာကို short ချထိန်းချုပ်နိုင်ပြီဖြစ်တော်လဲကြောချမ်းပွဲ digital အာဏာရှင်စနစ်များနှင့်ဂျုံကောင်းဂျုံတွေ့ရနိုင်သည်နိုင်ငံရေးသမားများမှဂိတပညာရှင်များကဲ့သို့ပင်ဖြစ်သည်သူတို့တီးမှုရသည့်ဒုရီယာမှလူသားများ၏စိတ်ခံစားချက်များနှင့်ဇီဝဓာတုစနစ်များဖြစ်သည်သူတို့မိခွန်းတရက်ချွေလိုက်သောအခါတိုင်းပြည်ထဲတွင်အကြောက်တရားများပြန့်ပွားသွားသည်သူတို့ Facebook ပေါ်တစ်ခုခုတင်လိုက်သောအခါ မုံတရားများပောက်ကွဲသွားနိုင်သည်ကျွန်တော်တို့နေပြင်ရင်ဂီတသမားများကိုပို့အဆင့်မြင့်သည့်ကစားစရာဒုရီယာများပေးတင်သည်ဟုကျွန်တော်မထင်ပါနိုင်ငံရေးသမားများကကျွန်တို့တို့၏စိတ်ခံစားမှုခလုတ်များကိုဓာတ်ရိုက်နှိပ်ပြီးစိုးရိမ်မှုများအကြောက်တရားများပျော်ရွှင်မှုများပြင်းမှုများစသည့်ခံစားချက်များကိုအလိုရှိသလိုဖန်တီးလာနိုင်ပါကနိုင်ငံရေးဆိုသည်မှာခံစားချက်ဆက်ကပြပွဲကြီးတတာမီယာအမိုရှင်နယ်ဆက်ကဖြစ်လာမည်ဖြစ်သည်ကော်ပိုရေးရှင်းများ၏အာဏာကိုကြောက်တင့်သည့်နေသူ တမိုင်းကိုပြန်ကြည့်ရင်အစွမ်းအလွန်ထက်သည့်ဆိုးရများလက်ထဲတွင်လည်းကျွန်ုပ်တို့၏ဘဝမှာစားတာလာသည်မဟုတ်ချေလက်ရှိ2018 March လတွင်ရှိသောအခြေအနေရပြောရမည်ဆိုရင်ကျွန်တော်အနေဖြင့်ကျွန်တော် data ကို Vladimir Putin ထက် Mark Zuckerberg လက်ထဲထည့်ရတာပိုစိတ်ချသည်ဟုဆိုရမည်ဖြစ်သည်တို့တော့ဖြစ်ခဲ့သည့် Cambridge Analytica အရှုပ်တော်ပုံကြီးကိုကြည်လင်ဘယ်သူလက်ထဲထဲ့ထဲတိတ်တော်မထူးဟုဆိုရမည်။ဇူဂါဘတ်လက်ထဲရောက်နေသည့်ဒေတာများမှလည်းပူတင်စီတို့အလွယ်တကူရောက်ရင်လည်းရောက်သွားနိုင်တော့ကြောင်ဖြစ်သည်။လူတယောက်ဤကိုပိုင်ဒေတာကိုပုဂ္ဂလိကပိုင်ဆိုင်မှု private ownership ဖြစ်ထားမည်ဆိုသည်မှာထက်ကဖော်ပြခဲ့သည့်ဤနှစ်ခုထက်ပိုပြီးဆွဲဆောင်စရာကောင်းသည်ဟုထင်ကောင်းထင်ရနိုင်တော်လဲရင်းမှာ ်ဘာကိုဆိုလိုဒီမှန်ရှင်းရှင်းလင်းလင်းမရှိချေကျွန်တို့မြင်ဖြင့်မြေပိုင်ဆိုင်မှုကိုစီမံခန့်ခွဲလာပြီးမှနှစ်ပေါင်းထောင်ချီသောအတွေ့အကြုံများရှိနေပြီဖြစ်သည်မြေကွက်လတ်တစ်ခုဘေးတွင်မြို့တို့ခြံစည်းရိုးခတ်ရမည်ထိုမြေကွက်လတ်သို့ဝင်ရန်ဂိတ်တွင်မြို့တို့အဆောင်ထားရပြီးဘယ်သူဝင်ခွင့်ရှိသည်မရှိသည်ဆိုသည်ကိုဘယ်လိုစီမံရမလဲဆိုတာကိုကျွန်တို့သိပါသည် ပြီးခဲ့သောရာစုနှစ်နှစ်ခုတွင်ဆက်ယုံလုံယုံများပိုင်ဆိုင်မှုကိုထိန်းကြရာတွင်လည်းကျွန်ုပ်တို့နေဖြင့်လွန်စွာအဆင့်မြင့်လာပြီဖြစ်သည်တို့ဖြစ်ရာကျွန်တော်နေဖြင့်ယနေ့ခေတ်တွင် General Motor နှင့် Toyota ဆက်ယုံများ၏တစ်စိတ်တစ်ပိုင်းကို၎င်းတို့၏ရှယ်ယာများဝယ်ခြင်းဖြင့်ပိုင်ဆိုင်နေနိုင်ပြီဖြစ်သည်တို့သော ကျွန်တော်တို့တွေ data ပိုင်ဆိုင်မှုနဲ့ပတ်သက်သောထိန်းချမှုအတွေ့အကြုံမရှိလာသေးချေထို့ပြင် data ၏သဘောတဘာဝမှာကူကထို့သို့စီမံခန့်ခွဲရမှာလဲပို၍ခက်ခဲသောသဘောရှိနေသည်။ဘယ်ကြောင့်ဆိုသောနေရာနှင့်ဆက်များကဲ့သို့မဟုတ်ဘဲ data မှာအချိန်နှဲမှာပင်နေရာနှံ့မှာရှိနေနိုင်ပြီးဘယ်နေရာမှာရှိနေပါသည်ဟု ဆိုလို့မရသည့်အပြင် အလင်းလင်းနဲ့ရွေ့လျားပြီးရင်း data ကိုခြိုက်သလောက် copy ကူးနိုင်သောအကြောင်းဖြစ်သည်တို့ဖြစ်ရာကျွန်ုပ်တို့အနေဖြင့် data ပိုင်ဆိုင်မှုကိုဘလို့ထိန်းချောင်းမလဲဆိုသည့်ပုံစံကိုဖြည့်ရှင်းရန်ရှိနေများနိုင်ငံရေးသမားများဓာတ်တနာဆရာများနှင့်ကဗျာဆရာများကိုပင်ခေါ်ရမလို့ဖြစ်နေသည် email ကိုမှကျွန်ုပ်တို့ခေတ်ရေးအရေးကြီးဆုံးသောနိုင်ငံရေးမေးခွန်းလည်းဖြစ်ကောင်းဖြစ်နိုင်သည် email ကိုမြန်မြန်မဖြေနိုင်မှာကကျွန်ုပ်တို့၏လူမှုရေးစနစ်နိုင်ငံရေးစနစ်များပြိုလဲကောင်းပြိုလဲသွားနိုင်သည် လူအများမှာမကြခင်လာတော့မြေကတ်စိုးကြီးကိုကြိုပြီးထင့်နေကြပြီဖြစ်သည်ထို့ကြောင့်မင်းလွန်ခဲ့သောဆယ်စုနှစ်တခုလေးကတွင်ဇွဲဆောင်ပွဲလွန်ကောင်းလာသည့်မပြစ်ရက်စရာလစ်ရပုံမြင်ကိုကဘာတလွားရှိပြည်သူများမှယုံကြည်မှုပြောက်လာခြင်းဖြစ်ကောင်း ဖြစ်နိုင်လေသည်တို့ဖြစ်ရာကျွန်ုပ်တို့နေဖြင့်ဤနေရာမှဘက်လို့ရှိဆက်ရပါမည်နီကျွန်ုပ်တို့နေဖြင့်ဇီဝနည်းပညာနှင့်တရင်ချက်လက်နည်းပညာတော်လိုင်းရေးများ၏ကြီးမားလာသောစိန်ခေါ်မှုများကိုမိတို့ကြံ့ကြံ့ခံကြပါမည်နီကဘာကြီးကိုစတင်ပြောင်းလဲရိုက်ခတ်စေခဲ့သည့်နည်းပညာများကိုတည်ထင်ခဲ့သည့်သိပ္ပံပညာရှင်များနှင့်စွန့်ဦးတည်ထွင်လုပ်ငန်းရှင်များကပင်နည်းပညာအဖြစ်တစ်ခုခုဖြင့်အပြည့်ပေးနိုင်မည်လို့ဥမာအားဖြင့် ကွန်ရက်ချိတ်ဆက်ထားသည့် algorithm များကတစ်ခုနှင့်တစ်ခုညံတဲ့ဘွယ်အထောက်ပံ့ပေးပြီး data ကိုကမ္ဘာလူဖွဲ့စည်းကအတူတကပိုင်ဆိုင်ကအသက်ဇီဝရေးနောက်ထပ်တိုးတက်မှုကိုစောင့်ကြည့်ထိန်းကျောင်းနိုင်ပါမည်လို့ကမ္ဘာပေါ်တွင်မညီမျှမှု တိုးပွားလာပြီးလူမှုရေးတင်းမာမှုများတိုးလာသည့်နေ့များ Max Zuckerberg မှာသူ့တငယ်ချင်းတန်းတထောင်ကိုခေါ်ပြီးအတူတကပေါင်းစည်းကတစ်ခုခုလှုပ်လာနိုင်မည်လို့တင်ငန်းစာ၅အတိုက်အဝင်လူသားများတွင်ခန္ဓာကိုယ်ရှိသည် ကယ်လီဖိုးနီးယားပြည်နယ်ဖို့ငလင်းဆိုဒီမှာအဆမ်းမဟုတ်ပါသုံးနှစ်တိုင်း2016အမေရိကန်ရွေးကောက်ပွဲကလှုပ်လိုက်သည့်နိုင်ငံရေးငလင်းမှမူဆီလီကွန်တောင်ကြားကိုအထိတ်တလန့်ဖြစ်စေခဲ့ပါသည်သူတို့ကိုယ်တိုင်ပြဿနာဤတစိ့တစ်ပိုင်းဖြစ်နေနိုင်သည်ကိုသဘောပေါက်သည့်အားလျော်စွာကွန်ပျူတာဂရုကြီးများဤတုံ့ပြန်ပုံမှာအင်ဂျင်နီယာများပြပြီးဤပညာနယ်ပယ်မှာအပြေကိုရှာကြတော့သည် Facebook ဌာနချုပ်ရုံးဆိုင်ရာ Mark Lowe ဖောက်မှာတော့ကျန်သောနေရာများထက်ပိုပြီးတက်တက်မဲမဲသည့်ဤ ဤတို့ဖြစ်ဒီမှာလည်းမဆန်းလား Facebook ဤစီးပွားရေးမှာ social networking လူမှုကွန်ရက်ချိတ်ဆက်ခြင်းဖြစ်သောကြောင့်လူမှုရေးရာရုပ်ရုပ်သက်သက်ဖြစ်မှုများမှာသူတို့နှင့်ပတ်သက်နှီးနွမ်းနေသောကြောင့်ဖြစ်သည်၃လလောက်အစ္စရာရှာဖွေရေးလှုပ်ဆောင်ပြီးနောက်2010ခု February 16တွင် Mark Zuckerberg ကဝန်စားသည်ဟုဆိုနိုင်သည့်ကြေညာချက်တရက်ကိုထုတ်ပြန်လိုက်သည်ရင်းမှာကမ္ဘာလုံးဆိုင်ရာအတိုက်အဝင်း Global Community တည်ဆောက်ရေးဖြစ်ပြီး အဆိုပါကိစ္စရပ်တွင် Facebook ၏ခန်းကဏ္ဍကိုလည်းထုတ်ပြန်ကြေညာလေသည်။နောက်ဆက်တွဲဖြင့်2010ခုဇွန်လ22ရက်တွင်ကျင်းပသည့်အတိုက်အဝင်းများညီလာခံတွင်အဖွင့်အမှားစကားပြောကြရာ၌ဇူကာဘတ်ကနေရာတိုင်းကျုံနေရသည့်မူရစ်စေးဆွဲခြင်းပြဿနာမှအစလူသက်နေကြသည့်အာနာရှင်အစိုးရများအဆုံယနေ့ခေတ်၏လူမှုရေးနိုင်ငံရေးပြဿနာများမှာလူအတိုင်းအဝင်းများ community ပြိုကွဲလာခြင်းအကြောင်းကံရှိသည်ဟုဆိုလေသည်သူက ဆယ်စုနှစ်များစွာအတွင်းလူသားများမှာအတိုင်းအဝင်အုပ်စုမျိုးစုံတွင် ပါဝင်မှုမှာလေးပုံတစ်ပုံအထိကျဆင်းလာပါတယ်ဆိုလိုတာကယခုကလူများပြားဟာဘဝတိဗယ်နဲ့ဘဝအတွက်လိုအပ်တဲ့အကူအညီကိုအခြားမှာသွားရှာနေကြတယ်ဟုမချီတင်ငယ်ဆိုရှာသည်သူက Facebook နေဖြင့်ယင်းအတိုင်းဝင် အုပ်စုများကိုပြန်လည်တိဆောက်ရာတွင်ဥဆောင်မည်ဖြစ်ပြီးသူ၏အင်ဂျင်နီယာများအနေဖြင့်ဆိုင်ရာအသင်းတော်များမှဖုံးတော်ကြီးများစွန့်ပစ်လိုက်သည့်ဤတာဝန်ကို ထမ်းရမည်ဟုဂရိပေလေသည်အသဝင်လူအုပ်စုများတိဆောက်ရန်ပိုလွယ်ကူစေမည်ဤပညာများကိုစတင်ဖြန့်ဝေတော်မူဟုဆိုလေ၏သူကဆက်၍ရှင်းပြသည် ကျွန်တော်တို့အနေနဲ့လူတွေကိုအထိတ်ပဲစီမံကုတွေကိုကြံပြူတဲ့နေရာမှာပိုကောင်းအောင်လုပ်ဖို့ဆိုတဲ့စီမံချက်တစ်ခုကိုစတင်ခဲ့ပါတယ်။အဲ့ဒီလိုလုပ်ဖို့ကိုညံတု AI ကိုစတင်တိစောက်ခဲ့တဲ့အဲ့ဒီစီမံချက်အောင်မြင်ပါတယ်။ပြမ6လအတွင်းမှာကျွန်တော်တို့နောက်ထပ်လူ90ရာခိုင်နှုန်းကိုသူတို့အတွက်အထိတ်ပဲရှိတဲ့အသဝင်းများမှာပါဝင်လာနိုင်အောင်ကူညီပေးခဲ့ပါတယ်။သူရဲ့အန်တီမာပန်းနိုင်မှာ လူပေါင်းတန်းတစ်ထောင်ကိုအတိတ်ပဲရှိတဲ့အသားဝင်းတွေမှာပါဝင်လာနိုင်အောင်ကူညီပေးဖို့ဖြစ်တယ်။ကျွန်တော်တို့ဒါကိုလုပ်နိုင်မယ်ဆိုရင်ဆယ်စုနှစ်များစွာကျွန်တော်တို့ကျုံးလာရတဲ့ရက်ရွာလူထုအသားဝင်းမှာပါဝင်မှုရော့ကျလာတာကိုပြောင်းပြီးုံနေမှာပဲ။ကျွန်တော်တို့ရဲ့လူမှုအသားဝင်းကိုပုံမှန်အားကောင်းလာစေမှာဖြစ်ပြီးကမ္ဘာကြီးကလည်းပုံမှန်နီးကပ်လာမှာဖြစ်ပါတယ်ဟူ၍ဖြစ်သည်။ အီယီမန်းချက်မှာအရေးကြီးသည့်ယီမန်းချက်ဖြစ်သည့်အတွက်ဇူကာဘတ်ကဤကိစ္စကိုဆောင်ရွက်ရန် Facebook ၏လုပ်ငန်းစဉ်ကြီးတစ်ခုလုံးကိုပြောင်းလဲပြင်မိဟုတန်တိတ်ထံပြုလေသည်ဇူကာဘတ်မချစ်တင်ငယ်ပြောသည့်လူသားအတော်ဝင်များယွယွင်းလာသည်ဆိုသည်မှာတေချာပါမှန်ပါသည်ဇူကာဘတ်တန်တိတ်ထံချပြီး လမများမကြမီအီစာအုပ်ထုတ်ခန်းကြီးတွင် Facebook ကိုယုံကြည်စိတ်ချပြီးပေးထားသည့် data များကိုအပြင်ပုဂ္ဂိုလ်များအားရယူခွင့်ပြုထားပြီးယင်း data များကိုသုံး၍ကမ္ဘာတလွားရှိရွေးကောက်ပွဲများကိုအော့စာလွှမ်းမိုးရန်အသုံးပြုခဲ့သည်ဆိုသည်ကို Cambridge Analytica ရှုပ်တော်ဘုံကြီးမှပေါ်ပေါက်လာပါသည်ယင်းဖြစ်ကြောင့်ဇူကာဘတ်၏ဟိတ်ကြီးဟန်ကြီးနှင့်ပေးထားသည့်ဂရီမှာလောင်စရာကြီးဖြစ်ပြီး Facebook ပေါ်လူမှုရောင်ကြီးမှုလည်းပြိုကွဲကျဆင်းသွားပါသည်လူသားအတိုင်းဝင်းအစ်စ်များတိဆောင်းရန်မလုံးပန်းသေးခင် Facebook နေပြင်ရှိနေသည့်အတိုင်းဝင်းများ၏ပုဂ္ဂလိကအချက်အလက်များနှင့်လုံခြုံရေးကိုကာကွယ်ရန်အရင်ကြိုးပမ်းမအောင်မှုသာဆူတောင်းရပါသည်မြို့တော်ပင်ဖြစ်စေ Facebook ၏အတိုင်းဝင်းတီထောင်ရေးညီမှန်းချက်ကိုအတွင်းကြကြသုံးသပ်ကြည့်ရန်နှင့်လုံခြုံရေးတောင်းတင်းအောင်လုပ်ပြီးပါကအွန်လိုင်းလူမှုကွန်ရက်များနေဖြင့် ကမ္ဘာလုံးဆိုင်ရာလူအသားဝင်တရက်တီထောင်ရန်ကုညီတိုင်းမလားဆိုတာကိုစမ်းစစ်ကြည့်ဖို့ကောင်းပါသည်။နဆက်တရားစုတွင်လူသားများအနေဖြင့်နတ်ဘုရားလောင်းနေနေအဆင့်မြင့်ကောင်မြင့်လာနိုင်တော်လဲလက်ရှိ2018အခြေအနေရမှာမူကျွန်တော်တို့မှာကြောက်ခဲ့တရိတ်ဆန်များအဆင့်သာရှိပါသေးသည်။တာယာဝပျော်စီပင်လာရန်ကျွန်တော်တို့အနေဖြင့်ယင်းဤကျွမ်းဝင်လက်ပုံတတိနေတော်လူအသားဝင်များတွင်နေထိုင်မြှောက်နှံရန်လိုပါသေးသည်။ လူသားများနေဖြင့်နှစ်တန်ပေါင်းများစွာလူဒရာစင်ထက်မပိုသောအုပ်စုငယ်လေးများဖြင့်နေထိုင်ရန်လိုက်လျောညီထွေရှိခဲ့ပါ၏ယနေ့ခေတ်တွင်ပင်ကျွန်တော်တို့အများစုမှာ Facebook တွင်တငယ်ချင်းမိများရှိသည်ဟုကြားနေပါစေတကယ်တမ်းလူရောက်150တဲ့ပိုးပြီးတိကျွမ်းခင်မင်ရန်မဖြစ်နိုင်ကြောင်းတွေ့ရပါသည်ထို့သောသောအုပ်စုငယ်ကလေးများတွင်နေထိုင်ရခြင်းမရှိပါကလူသားများနေဖြင့်ထိကျန်ဆန်ပြီးတိကျဖြစ်နေသလိုခံစားရပါသည် ကံစိုးသည့်အချက်မှာလွန်ခဲ့သော ရာစုနှစ်နှစ်ခုအတွင်းလူ့အသံဝိုင်းများမှာအမှန်တကယ်ပြိုကွဲလာခြင်းပင်ဖြစ်ပါ၏တယောက်နဲ့တယောက်အမှန်တကယ်ကြောင်းဝင်နိုင်သည့်လူအုပ်စုငယ်လေးများကိုစိတ်ကိုပြင်ဖန်တီထားသည့်လူအသံဝိုင်းများဖြစ်သည့်မြို့သားနိုင်ငံတော်များနိုင်ငံရေးပါတီများဖြင့်အစားထိုးရန်ကြိုးပမ်းချက်မှာပဲသောအခါမှာအပြည့်အဝအာမင်မီမဟုတ်ချေမိမိမြို့သားနိုင်ငံတော်မိသားစုထဲမှာတန်းချီသောသွေးချင်းညီကိုများနဲ့မိမိ community ပါတီမှာတန်းချီသောရဲဘော်များမှာ တကယ်သွေးသားတော်ဆက်သည့်မောင်နှမတူဦးသို့မဟုတ်တကယ်တကယ်ချင်းတူပေးနိုင်သည့်ယင်းဤနှွေးထွေးမှုမျိုးမပေးနိုင်ချေတို့ဖြစ်ရာဆက်သွယ်မှုများပို့ပြီးမြင့်မာလာပါသည်ဆိုသောကဘာကြီးတွင်ပို့ပြီးထီးကျန်သောလူများများပြားလာခြင်းဖြစ်ပါသည်ကျွန်တော်တို့ခေတ်လူမှုရေးနှင့်နိုင်ငံ၏ရိုက်ခတ်မှုများပြားမှာဤဖြစ်ဆိုမှအခြေခံလေသည်တို့ဖြစ်ရာသူကဘတ်ဤလူသားများကိုပြန်လည်ချိတ်ဆက်ပေးရန်ဆိုသည့်ရည်မှန်းချက်မှာအခြေအနေနှင့်အချိန်ကာလအသင့်တော်သည့်ရည်မှန်းချက်ပင်ဖြစ်သည်သို့သောပြောရလွယ်သလောက်လုပ်ဖို့ခက်ပါသည်ဤရည်မှန်းချက်ကို account ထည့်ဖို့ရန် Facebook နေဖြင့် ူ၏စီးပွားရေးပုံစံတစ်ခုလုံးကိုပြောင်းပြင်ဖို့လိုကောင်းလိုနိုင်ပေသည်လူများ၏စိတ်အာရုံဆိုင်မှုကိုရယူရင်းနောက်ထို့စိတ်အာရုံဆိုင်မှုကိုကြောညာသမားများထံရောင်းချပြီးပတ်စံရှာသည့်အလုပ်လုပ်သည်ဆိုပါကကမ္ဘာလုံးဆိုင်ရာလူအသားဝိုင်းကိုတည်ဆောက်ဖို့ဆိုသည်မှာမဖြစ်နိုင်လာချေသို့သော်ညာလည်းဇူဂါဘတ်နေဖြင့်ထို့သို့ဤမှန်းချက်မျိုးချမှတ်ရန်စိတ်အားထက်သန်မှုရှိခြင်းကိုကချီးကျူးဖို့ကောင်းပါသည်ကော်ပိုရေးရှင်းများစုမှပတ်စံရှာရန်သာအာရုံဆိုင်ရာမြည်ဟုယုံကြည်ပြီးဆိုရနေဖြင့်ဆွဲဖက်မှုနည်းနိုင်သမျှနည်းသည်က ပိုကောင်းသည်ဟုယူဆကြသည်လူသားမျိုးနွယ်အနေဖြင့်မိမိအတွက်အရေးကြီးဆုံးဖြတ်ချက်များချမှတ်ရန်ဈေးကွက်အင်အားစုများကိုပုံအပ်ထားရမည်ဟုယုံကြည်လေသည်။တို့ပြရာ Facebook နေဖြင့် လူသားအသံဝင်များတည်ဆောက်ရန်သဘောတရားအရအမှန်တကယ်တန်ဋိဌံချမှတ်ထားသည်ဆိုပါက Facebook ၏ဩဇာအာဏာကိုကြောက်ရွံ့သူများအနေဖြင့် Big Brother ဟုအကြောင်းကြီးကြောက်က Corporate ရဝင်းကိုပြန်လဲအတွန်းပိုတင်ပြီးထို့သို့လုံးမြေစာကျွန်တို့အနေဖြင့်အခြား corporation များ institution များနဲ့အစိုးရများကို Facebook နဲ့အပြိုင်သူတို့ကိုယ်ပိုင်သဘောတရားရေးရာတန်ဋိဌံများချမှတ်ပြဋ္ဌာန်းရန်တိုက်တွန်းသင့်လေသည်။ လူသားတာဝန်များပြုတ်ပြက်လာခြင်းကိုမချိတင်ငယ်ပြောနေသောအဖွဲ့အစည်းများမရှိမဟုတ်ပါထို့အတူရင်းတာဝန်များကိုပြန်လည်တိစောက်ရန်ကြိုးပမ်းနေသည့်အဖွဲ့အစည်းများလည်းရှိပါသည်မြို့သမီးရဲတက်ကြွလှုံရှားသူများမှအစအစ္စလာမစ်ဆွေးရောင်များအစုံလူတိုင်းမှာအသားဝင်းပြန်လည်တိစောက်ရေးလုပ်ငန်းကိုဝင်ရောက်လုပ်ကန်လျက်ရှိပါသည် Facebook ဆရွှေသည့်အကွက်ဆန်းရခြင်းမှာသူ့အနေဖြင့်ကမ္ဘာလုံးချီသည့်နယ်ပယ်ရှိခြင်း ကာဗရီဂျီကျောင်းတော်နောက်ခံရှိခြင်းနဲ့ဤပညာပေါ်တွင်အလေးနက်ယုံကြည်မှုရှိခြင်းတို့ဖြစ်သည့်ဇူကာဘတ်ပြောပုံကိုကြည့်ရင် Facebook AI အသစ်နေပြင်ဒိတ်ပဲပြေပါတော့အတိုင်းဝင်အုပ်စုများရှာဖွေပေးနိုင်ုံတွင်မကပဲကျွန်တော်တို့ရဲ့လူမှုတောင်းဝင်းကိုခိုင်ခန့်အားကောင်းစေကကဘာကြီးကိုပုံမနီးကက်လာစေမည်ဟုယုံကြည်နေပုံပေါက်သည့်ဤဒီမှာညံတူ AI ကိုသုံးရကောင်းမောင်းခြင်းနဲ့ကင်ဆာရောဂါရှာဖွေခြင်းထက်များစွာရည်မှန်းချက်ကြီးရာကြပါသည် Facebook အတိုင်းဝင်းမှာဘိုးက ချောက်ကန်စီမံသည့်လူမှုရေးဆိုင်ရာအင်ဂျင်နီယာလောက်ချင်းကိုညံတု AI အသုံးပြုပြီးဆောင်ရွက်ရန်ပထမဆုံးကြိုးပမ်းချက်တရဖြစ်ပါသည်။တို့ဖြစ်ရာဒီလုပ်ငန်းမှာရေးကြီးသည့်စံသက်ချက်တစ်ခုရှိပါသည်။၎င်းကိစ္စအောင်မြင်မှာကကျွန်ုပ်တို့အနေဖြင့်ထို့သို့သောကြိုးပမ်းမှုများကိုများစွာထပ်တွေ့ရဝယ်ရှိပြီး algorithm များကိုလူသားဆိုရှယ်ကွန်ရက်များ၏တခင်အသည့်များအဖြစ်အသိပ္ပံပြုခံရမည်ဖြစ်သည်။၎င်းကိစ္စအောင်မြင်မှာကဤပညာအသည့်များ၏ အာနေကျဲကန့်တက်ချက်များကိုပြင်ရမည်ဖြစ်ပြီးအယ်ဂိုရစ်သမ်များမှာရင်များမောင်းနေခြင်းနှင့်ယောဂါများကုသရာတွင်ကောင်းမွန်ကောင်းကောင်းမွန်နိုင်တော်လဲလူမှုရေးပြဿနာများကိုဖြေရှင်းရရမူကျွန်ုပ်တို့နေဖြင့်နိုင်ငံရေးသမားများနှင့်ဘုန်းတော်ကြီးများကိုဆက်လက်အားကိုးနေကောင်းနေရအောင်မည်ဆိုသည့်အချက်ပေါ်လွင်လာမည်ဖြစ်ပါသည် များမကြမီနှစ်များတွင်က Facebook သည်အံ့အားသင့်ဖွယ်အောင်မြင်မှုရရှိခဲ့ပြီးလက်ရှိတွင် online Facebook သုံးဆသူတန်း2000ကျော်ရှိသည်ထို့သော Facebook နေဖြင့်လူအသားဝင်များပြန်လည်တိစောက်ရန်ဆိုသည့်သူ့ရည်မှန်းချက်သစ်ကိုအကောင့်ထဲဖော်ရန်မူ၎င်းနေဖြင့် online နှင့် online ပြင်ပကဘာ offline တစ်ခုအကြားရင်ကြားစီမရအောင်ကွာဟနေဘူးကိုချိတ်ဆက်ပေးရန်လိုပေမည်လူအုပ်စုအတိုင်းဝင်းတစ်ခုကို online တွင်စတင်စုစည်းပေါ်ပေါက်လာစေနိုင်တော်လဲ ရင်းအတာဝင်အမှန်တကယ်စီပင်ဝပြောစီရမှာမူအွန်လိုင်းပြင်ပကဘာတွင်လည်းအခြေချအမြင့်တွေရန်လိုအပ်ပါသည်။တချိန်ချိန်တွင်နိုင်ငံတစ်ခုခုမှအာနာရှင်တယောက်ယောက်ကသူ့နိုင်ငံတွင် Facebook ကိုပိတ်လိုက်ပြီးဆိုပါစို့။သို့ဒီမဟုတ် Internet တစ်ခုလုံးကိုပိတ်လိုက်ပြီးဆိုပါစို့။အွန်လိုင်းတွင် စုစည်းထားသောအုပ်စုအတာဝင်များအနေဖြင့်အငွေ့ပြန်ပြောက်ွဲသွားမည်လို့သို့ဒီမဟုတ်ပြန်လည်စုစည်းကတွန့်လှန်ကြမည်လို့သူတို့အနေဖြင့် online ဆက်သွယ်မှုမရှိဘဲဆန္ဒပြပွဲဖော်ဆောင်နိုင်ပါမည်လို့ ။ online တာဝန်များမှာ online ပြင်ပကဘာတွင်လည်းအတာဝန်များဖြစ်လာစေရန်ကုညီကြောင်းစူဂါဘတ်က2010ခုဖေဖော်ဝါရီကထုတ်ပြန်သည့်ကြေညာချက်တစ်ခုတွင်ရှင်းပြခဲ့သည်။ယင်းချက်မှာတစ်ခါတလေတော့မှတ်မိပေါ့။တိုးတော်များသောအားဖြင့် online သုံးစွဲခြင်းမှာ online ပြင်ပကဘာတွင်နေထိုင်ခြင်းကိုထိခိုက်စေပြီး online သုံးစွဲခြင်းနှင့်ပြင်ပကဘာတွင်နေထိုင်ခြင်းမှာသဘောတဘာဝအားဖြင့် ွာခြားချက်ရှိပါသည်ပြင်ပကဘာရှိအသံဝင်များမှာ physical communities များမှာ online အသံဝင်များ virtual community များကမရှိနိုင်သောလိမ့်နက်မှုမျိုးရှိပါသည်ထိုလိမ့်နက်မှုမှာ online အသံဝင်များကအ ਨੇ စုံအပြင်မဝေးလာသောအနာဂတ်တွင်ရှင်းအောင်မီမဟုတ်ပါကျွန်တော်အနေဖြင့်နေပကောင်ဖြစ်ပြီးအစ္စရေးရှိကျွန်တော်အိမ်တွင်ပတ်လည်လန်းနေရပါကကယ်လီဖိုးနီးယားပြည်နယ်ရှိကျွန်တော်အွန်လိုင်းတငယ်ချင်းများမှာစကားတော်လှမ်းပြောနိုင်ပြီးသို့တော့ဆံပြုတ်သို့မဟုတ်လက်ဖက်ရည်တော်လာတိုက်နိုင်မည်မဟုတ်ချေ လူသားများရင်ခန္ဓာကိုယ်ရှိပါသည် ီးခဲ့သောရာစုနှစ်နီးပညာကကျွန်တို့တို့ကိုမိမိခန္ဓာကိုယ်မှအဝေးသို့ရောက်အောင်လှုပ်လာပါသည်ကျွန်တို့တို့နေဖြင့်ကျွန်တို့တို့ခံစားသိရှိနေသောအနက်ခံစားသိရှိနေသောအရာသာကိုအာယုံဆိုင်နိုင်စွမ်းဆုံးရှုံးလာနေပါသည်ထို့သောအာယုံပြုရမည်အစား smartphone များကွန်ပျူတာများကိုခေါင်းမပေါ်စတဲ့အသုံးနေကြပါ၏ကျွန်တို့တို့နေဖြင့်လမ်းထဲဘာဖြစ်နေသည်ဆိုတာတဲ့ Facebook ထဲ Internet ထဲဘာဖြစ်နေသည်ဆိုတာကိုပိုပြီးစိတ်ဝင်စားနေကြပါသည်ဆွစ်ဇာလန်ကကျွန်တော်တို့ကိုစကားလမ်းပြောဖို့က ကျွန်တော်ယောက်ျားကိုမနက်စာစာရင်စကားပြောဖို့ထက်ပိုးလွယ်ပါသည်။ဘာလို့လဲဆိုတော့ကျွန်တော်ယောက်ျားကကျွန်တော်ကိုမကြည့်ပဲဖုံးထိုင်ပွတ်နေတော့ကြောင့်ဖြစ်ပါသည်။နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မတူတာပါ။